ီနေ့ပိုင်းမှာတော့ခုလိုတူပါမာဆာမာနဲ့ရဲ့အကြံကိုသိချင်သူ့ကိုလှုပ်ပေးဖို့ပြောနေပြီခီရီကတော့သူဒီဟရာလေးကိုနားမထောင်ဖို့ပြောပါတယ်ရုတ်တရက်ခီရီကဂိန်းကဂိန်းယောဂါပြန်ထလာပြီယောဂါပြောင်းသွားတဲ့လူနာနေရာမှာဂိန်းယောဂါပြန်ထင့်နေတဲ့အကြောင်းကိုပြောပါတယ်အနည်းရောက်နေတဲ့တိုင်ဂါနဲ့နေခိုစီကိုလည်းမာဆာမာနဲ့ရောက်လာပြီမာဆာမာနဲ့ဂိန်းတော်ရဲ့ဇွန်အားတွေကိုထိန်းချုပ်နိုင်နေပြီသူကိုယ်တိုင်ကလက်စပေါ်ဖြစ်လာတဲ့အကြောင်းဂိန်းယောဂါပြန်ထင့်နေရဖြစ်ပါတယ်အလုံးနဲ့တိုက်ခိုက်မှုအတွင်းကြောင်းလိုက်ကြပြီဒီတစ်ခါမှတော့ခူလိုနှုတ်ကျဂိန်းတော်ရဲ့ဇွန်အားတွေပါရှိနေပါတယ် တိုင်ဂါအားလည်းအသွင်ကြောင်းပြီးခူရိုနိုကိုတိုက်ခိုက်နေပေမဲ့အရာမရောက်ချင်းနေပြီးခူရိုနိုရဲ့အချိန်ရပ်ဖိတိုက်ခိုက်တာကိုပဲခံလိုက်ရပါတယ်။အလုံးနဲ့ခူရိုနိုကိုတိုက်ခတ်ဖို့အေးစင်းနဲ့ဗရီယာကရောက်လာပြီးဝိုင်းမီတိုက်ခိုက်နေပါတယ်။ဒါပေမဲ့ဂိန်းတော့ရဲ့စောင်းအောင်ရရှိထားတဲ့ခူရိုနိုကိုတော့မရှင်းနိုင်ဖြစ်နေပြီးခူရိုနိုကအချိန်ကိုရပ်ပြီးအေးစင်းကိုပါကောင်းကောင်းရင်တိုက်ခိုက်နိုင်နေပါတယ်။အေးစေးကခူရိုနိုကိုအဆုံးသတ်တိုက်ခွင့်နဲ့ရီဘရိုကန်လှုပ်ပေးဖို့လုပ်ပေးမယ်။ဟိုကဒိုင်းနဲ့ကလိုက်ပြီ။အေးစေးတို့ကဂရက်ဖိုက်ရဲ့အစွမ်းနဲ့ပါတိုက်ခိုက်လိုက်တာကြောင့်နှစ်ယောက်စလုံးကလူပုံကိုပြန်ပြောင်းသွားပါရယ်။အဲ့နောက်လက်စပေါ်ကိုစင်ကာဝင်းရှိသူကမင်းမဲလို့ပြောပြီးနီကိုကိုဂိန်းနေကိုခေါ်သွားပါရယ်။ တိုင်ကလည်းခိုရိုနိုကဘာလို့ဖို့ကြံနေရလဲဆိုပြီးခိုရိုတိုကိုမင်းနေကခိုရိုတိုလည်းမာဆာမာနဲ့ကနီကိုကိုရှင်းပြီးဂိမ်းကိုအစားအနေပြန်စားဖို့လုံနေရခဲ့ကြောင်းရှင်းရပါတယ်နီကိုကလည်းလက်စပေါ်ကိုတိုက်ခိုက်မဲ့နေရာကိုရောက်နေပြီခိုရိုနိုကကမရိတာခွန်နီကရဲ့စွမ်းအားတွေကိုတုံးချပြီးသူ့ကိုလာတိုက်ခိုက်ဖို့ပြောပါတယ်တိုင်ကလည်းဂိမ်းအေရီယာလေးကိုဘလို့သွားမှလဲမင်းနေပြီခိုရိုတိုကခိုရိုနိုရဲ့စွမ်းအားကိုတုံးတိုင်းရရာကြောင်းကိုပြောပါတယ်အနာကြောင့်တိုင်ကလည်းအဲမို့လူနာတွေဇီယာနဲ့တင်းထားတဲ့ဂက်ဆက်တေကိုရှာပြီးမာဆာမာနဲ့ကိုသူ့လက်နဲ့ရှင်းမှဆိုပြီးဂိမ်းထဲကိုဝင်သွားပါတယ် အသက်ရှင်မှုတခုလေသောနီလန်ကကိုရိုနိုကိုတိုက်ခိုက်ဖို့ဖြစ်လို့နီကိုလက်အသွင်ကြောင်းမှုလုပ်နေပြီအဲဒီချိန်တိုင်ကရောက်လာပြီးတားလိုက်ပါတယ်ဒန်နာယီလာစွားရဲကိုမင်းရရနိုင်မဲ့ထင်လားလို့ကိုရိုနိုကပြောနေပြီအပေါ်ရင်မပြောရဘူးဆိုပြီးအသွင်ကြောင်းမှုလုပ်နေပါတယ်ဖော်ပီလက်ဘာလို့တိုင်ကဂိမ်းအေရီယာတွေကိုဝင်သွားလို့ရတာလဲပြောနေပြီဟီရိုဝါလက်တိုင်ကငားနေလို့လို့ဘိုင်းရက်တက်ကိုတောက်ခတ်လာတာကြောင့်လို့ပြောပါတယ်အဲဒါကြောင့်သူကဂိမ်းမာဒရိုင်ဘာနဲ့ဂဇာတွေအကြောင်းကိုအကုန်လုံးသိနေပြီသူကပဲပထမဆုံးဖြစ်လာတဲ့ကာမရိုင်းတာဖြစ်ကြောင်းကိုပြောပါတယ်ကဖက်မာတိုင်ကလည်းခက်ခက်ခဲခဲနဲ့ကာမရိုင်းတာခိုးနိုးပုံစံကိုပြောင်းနိုင်သွားပါတယ် အလုံးရကိုရိုနိုနှက်ကောင်တိုက်ခိုက်နေကြပြီတိုက်ကလည်းတနတ်ကိုထုတ်ပြီးကိုရိုနိုကိုတိုက်ခိုက်ပါတယ်အရင်ကတိုက်ကတယောက်ခိတရာတွေကိုနားလည်သွားတဲ့ဟီရိုကလည်းတိုက်ကသူ့အတက်ကိုဆုံရှုံခံပြီးအရင်ရတာတိုက်ခိုက်နေရဖြစ်ကြောင်းပြောပါတယ်အဲမိုကလည်းနီကိုနဲ့တိုက်ကနှစ်ယောက်စလုံးဝင်ခဲ့ခြင်းနေပြီဒါပေမဲ့ဂိမ်းအေရီယာတွေကိုဘလူးဝင်ရမှန်းမသိဖြစ်နေပါတယ်ကိုယ်တို့လည်းသူ့အတော်လွတ်ပေးမယ်ဆိုရင်ဂိမ်းအေရီယာတွေကိုဝင်လို့ရအောင်လုပ်ပေးမယ်လို့မဲဆွယ်ပါတယ်။ပါလာတူကလည်းအရင်ကသူလုပ်ခဲ့တဲ့ကြက်တွေကိုဘယ်လိုပြန်ပေးဆိုင်ရမလဲလို့ပေါ်ပီကိုမင်းနေပြီ။ပေါ်ပီလည်းလူတွေကိုပြန်မိကယ်တင်ချမယ်လို့ပြောပါတယ်။ တိုက်ခိုက်နေကြတဲ့ခူလူနှက်ကောင်လည်းစောင်းနာတိုက်ခွက်တည်းကိုရှင်သွင်းလိုက်ကြပြီဘိုက်တာကဲကိုရှင်သွင်းတော့တိုက်ခါကပဲရှုံးသွားပြီလူပုံဆန်ကိုပြန်ညောင်းသွားပါတယ်ဒါအကုန်မင်းလားမင်းရဲ့ခူလူနှုတ်ကိုတိုက်ခါကတော့နီကိုကသူ့နှုတ်လာဖြစ်လို့လာမထီးဖို့နဲ့သူ့မှာလိုင်းစိတ်မရှိပေမဲ့သူကဆရာဝန်တယောက်ခင်းနေတော့မယ်လို့ပြောပါတယ်နောက်ဆုံးတော့မင်းဝဲခတ်လိုက်ပြီဆိုတဲ့စကားနဲ့တူအဲမိုတို့ကရောက်လာပြီဘလို့ရောက်လာလဲမင်းရဲ့ခူလူနှုတ်နဖရားကုညီနဲ့ရောက်လာလို့ပြန်ပြောပါတယ်လူလာတွေကိုဆက်ပြီးကူတာပေးဖို့ဆရာဝန်တွေကလည်းတည်လို့မဖြစ်သေးဘူးလို့ပြောနေပြီခီတိုကလည်းအပွဲလိုက်လုံးဆောင်အောင်လို့ပြောကတိုက်ခါကိုဂျူတီကိုပေးလိုက်ပါရဲ့ အလုံးနဲ့ဆီယာဝင်သုံးလုံးကကဘာကြီးကိုကယ်တင်မှုအတွင်းညောင်းလိုက်ကြပြီကိုရိုနိုကိုတိုက်ခိုက်နေပါတယ်ကိုရိုနိုကလည်းတိုင်ကားတော့တက်လိုက်တဲ့အချိန်မှာကွက်တိရက်ပြီးအိတ်ဆိတ်ကိုထိအောင်တိုက်ခိုက်ပေမဲ့ဟီဒိုကမှုန်းနဲ့ထိချိုးလိုက်တာကြောင့်သူပဲပြန်ခံလိုက်ရပါတယ်အလုံးနဲ့ကိုရိုနိုလည်းသုံးယောက်ပေါ်မှာတိုက်ခိုက်တော့ခံရပြီးလွတ်ထွက်သွားပါအဲ့နောက်အဆုံးသတ်တိုက်ခွက်ကိုသုံးနေကြပြီသုံးယောက်လုံးရဲ့အဆုံးသတ်တိုက်ခွက်ကိုခံလိုက်ရတဲ့ကိုရိုနိုလည်းကင်မကဘာကိုရောက်လာပါတယ်ဒါပေမဲ့ကိုရိုနိုကဂိန်းတော့ရဲ့ဇွမ်းအားကိုသုံးပြီးဂိန်းရောကထိနေတဲ့သူတွေကိုဘတ်စတာထိအောင်လောက်လိုက်တာကြောင့်ခီတိယပေါင်းနဲ့အကုန်လုံးကဘတ်စတာကြီးထိကုန်ကြပါတယ် ဘတ်စတာတွေထိလိုက်တဲ့လူတွေကလည်းဘတ်စတာတွေထိကိုပြောင်းလဲသွားပြီဒါကကယောဂတစ်ခုလိုထစ်သွားမှလို့ပြောနေကတူကိုရန်လည်းအီယမ်မကောင်ကြီးပုံစံကိုပြောင်းလဲသွားပါတယ် ခိုးလုံးတော့လည်းအကောင်ကြီးပေါ်ဆံကိုပြောင်းလဲသွားတယ်လို့ဘတ်စတာကောင်တွေကလည်းလူတရားကိုထိပြီးဇွန်ဘီဗိုင်းရပ်လိုပြန့်နှံ့နေပါတယ်။ခိုးလုံးတော့ဘတ်စတာကောင်တွေကိုထိုးပြီးတိုက်ခိုက်နေတယ်လို့ဘတ်စတာအကောင်သေးလေးတွေကလည်းလူတွေကိုလိုက်ပြောင်းနေပါတယ်။လူတရားနဲ့ထိလာတဲ့ဘတ်စတာကောင်တွေကိုတိုက်ခိုက်ရင်လူတွေပါထိမှလို့ခိုးလုံးတော့ပြောနေရတယ်။ AC2 ကဘတ်စတာကောင်တွေကိုတိုက်ခိုက်လို့မရဖြစ်နေပါတယ်။သူတို့လည်းတိုက်ခိုက်ရအောင်လို့ပါရာတို့ကပြောနေပြီ။ဟီဒိုကလည်းခိုင်တန်းနဲ့အာရာဘူတို့ကိုရှင်းပြလိုက်ပြီ။သူစီကလည်းခီရီယာဘတ်စတာရောက်လာပါတယ်။ အားလုံးကလူပစာရဲ့ကြောက်တိုင်မဲ့နေကြပြီ။ဂန်ကတော့အားလုံးကိုမှောက်သွောင်းအောင်တိုက်ခိုက်နေကလေပေါင်းဆိုးတဲ့စကားနဲ့တူကာမရိုင်းကဘီကိုသူကဂန်ကိုအပေါ်ကိုခေါ်သွားပါတယ်။ဆန်တိုကအေးစေးရဲ့စိတ်မန်းကိုယူဖို့လာခဲ့ရဆိုပေမဲ့ထိုသူကအေးစေးမလို့ပြန်ပြီးတိုက်ခိုက်တာကိုခံနေရပြီ။ပြောမရလို့ဆန်တိုကလည်းဂေါရီလာဒိုင်းမိုးပေါင်ကိုတောင်းလိုက်ပါတယ်။ဆန်တို့ရဲ့ထိုးချက်ကြောင့်ဂန်လက်တသက်ကုန်လာရမြင်အေးစိမိုးတို့လို့ထွက်သွားတော့မဲ့ဆန်တို့ဘယ်သူလဲမင်းနေလို့ကမ်ရိုက်တာဘီယိုတို့လို့ပြန်ပြီးခေခဲ့လိုက်ပါရဲ့ လက်ရှိမှာအိတ်ဆက်ကပါစတာကောင်းလေးမှာတွေးအောင်ပုံနေရပြီခင်ဗျာကုသရဲ့ဂက်ဆက်ကိုသုံးဖို့လုပ်နေစဉ်ပေါ်ပီးကတယောက်ချင်းကုသနိုင်ဖို့အချိန်မရှိဘူးလို့ပြောပါတယ်ဂက်ဆက်ကိုယူပြီးထွက်သေးလာတဲ့ပေါ်ပီးကိုပါရာဒူကဘာလို့မလုပ်ရဲမေးပါတယ်ပေါ်ပီးလည်းဂက်ဆက်ကိုသူ့ကိုရတဲ့အထက်တွင်လူနာရဲ့စီကိုခေစီပြတ်မယ်လို့ပြောပါတယ်ဒါကလူနာရဲ့အကုန်လုံးကိုကုသပေးဖို့နီလန်မဲ့လို့ပြောနေပြီမလုပ်ဖို့ပြောနေတဲ့အဲကိုပေါ်ပီးကတချိန်ညရင်ဒါတွေအကုန်လုံးကပြတ်လာမယ်ဆိုတော့သူကြိုတင်တွေးပြီးသားပါလို့ပြောပါတယ်သူကလူနာရဲ့ကိုကယ်လိုက်မှာပေါ့ကိုရိုနိုးကိုတော့တိုက်ခိုက်ဖို့ပြောပြီဒါကသူ့ရဲ့တကယ်ဆန္ဒဖြစ်တဲ့အကြောင်းကိုပြောပါတယ် အမူလည်းဒိုရေမီပါဂိမ်းကိုအတူဆောင်းမဲ့လေလို့ဂရီပေးခဲ့တာလို့ပြောနေပြီ ပေါ်ပီကတော့တောင်းမတ်မတဲ့အမူလို့ပြောကကဆန်နဲ့သူ့ကိုယ်သူထိုးလိုက်ပါတယ်အဲနောက်ကြောက်ခွင့်နေရဲ့ပေါ်ပီကလူတွေရဲ့ဘဝနဲ့တျော်ရွှင်မှုကိုကာဝယ်ပေးနိုင်တဲ့ဆရာဝန်ဖြစ်ပါစေဆိုပြီးဆုတောင်းပေးသွားပါတယ်အလုံးနဲ့ပေါ်ပီရဲ့ဆဲတွေကတနိုင်ငံလုံးကိုပြန်သွားပြီးဘတ်စတာထင်းရဲ့လူတွေကလည်းပြန်ကောင်းသွားပါတယ်ဟီရိုတို့အားလုံးကလည်းပေါ်ပီကဒူနာရီကိုလုံးကိုကယ်တင်ပေးခဲ့တဲ့ဆိုတော့သိသွားကြပြီပေါ်ပီကဟီရိုကိုချိုးရည်အများကြီးမစားဘူးခီရီယာကိုလည်းကိုချစ်တဲ့သူတွေကိုမလိမ်ဘူး တိုက်ကားကိုလည်းနီကိုပေါ်မှာကျင်နာဖို့နဲ့ခိုရိုတိုကိုလည်းပြောစရာကောင်းတဲ့ဂိမ်းလေးကိုသာဖန်တီးဖို့မှန်နေပါတယ်။အဲ့နောက်ပေါ်ပီးကခိုရိုတိုကိုပြုံးပြရင်ပြောက်ကွက်သွားပါတယ်။အဲမိုကပါရာတိုကိုပေါ်ပီးကဗက်စတာတကောင်နဲ့ပို့ရဲချောင်းနဲ့သူကလူနာရီကိုကာကွယ်ဆောင်ချောက်ပဲပဲ။ငါတို့ရဲ့အဖွဲ့ဝင်တယောက်ပါလို့ပြောပါတယ်။မာဆာမာနေစီကိုလည်းဟီရိုတိုက်ကခီရင်ရနဲ့ခိုရိုတိုတို့ကရောက်လာကြပြီ။ဂန်ကော်ပိုရေးရှင်းထိစိုးတိကြောက်ဖို့အတွက်သူ့အတက်တောင်ပေးရတယ်လို့မာဆာမာနေကပြောနေပါတယ်။ အလုံးနဲ့အစိုးဆုံးသောအိမ်မက်တွေမာဆာမန်နဲ့ကအေယံမကောင်ကြီးခေတ်ကိုကြောင်းလိုက်ပြီးပါလာတိုကလည်းဂက်ဆက်ကိုကောက်ယူပါပေါ်ပီကနောက်ဆုံးချက်ထိတိုက်ခွင့်ငယ်ရဖြစ်လို့သူတို့ကလည်းဆက်ပြီးတိုက်ခိုက်မှရမယ်လို့ပြောပါတယ်အကောင်ကြီးကိုတိုက်ခိုက်နေတဲ့ဟီရိုတို့ဖိကလည်းအကောင်လဲလဲကွက်ကွက်ထင်းနေကြပြီဘလို့ခြားခြားခိုးလို့နှုတ်ကိုဓာမင်မပေးနိုင်ဖြစ်နေပါတယ်သူ့ကိုဘသူမှအနိုင်လို့မရတော့ဘူးလားလို့ပြောနေတဲ့လေစာကိုရှိပါသေးရဲ့ဆိုပြီးအဲမူကမိုက်တီအရှင်ရဲ့ဂက်ဆက်ကိုနှိပ်လိုက်ပြီးလေဗန်ပို့ဆောင်ကိုကြောင်းလိုက်ပါတယ်အလုံးနဲ့အေးစေးလေခူရိုနိုရဲ့တိုက်ခိုက်တာတွေကိုရှောင်နေရပြီသူရဲ့တိုက်ခတ်မှုတွေကဘာလို့မှန်းမသိခူရိုနိုပေါ်မှာထိရောက်နေပါတယ် ။အဲစီလက်အရင်ကပေါ်ပြီးပြောခဲ့တဲ့စကားတိုင်း level 1ပုတ်ဆိုင်ရဘတ်စတာနဲ့လူနာကိုခွဲထုတ်ပေးလိုက်မှလို့ပြောပါရယ်။အားလုံးကလည်း level 1ပုတ်ဆိုင်ရမယ်။ဂိမ်းတွင်းနဲ့ခူရိုနိုကိုခွဲထုတ်ပေးမယ်ဆိုတော့ဒီလို level 1ပုတ်ဆိုင်ကိုတောင်းလိုက်ပါရယ်။တိုက်ခိုက်ကြတော့ဂန်လေဗိုကိုညောက်ခတ်လိုက်ရပါမယ်။ပြန်ကြတော့ခူရိုနိုကိုပြန်ပြီးတိုက်ခိုက်နေပါရယ်။အဲ့တော့လေဆာနဲ့ကန်အတူတိုက်ခိုက်နေပြီငါမလုံးနိုင်တာဘာမှမရှိဘူးဆိုတော့ဟီရိုကလည်းရှက်တီးနေကတိုက်ကားကပါကျေဆံမှုဆံကြောင်းပြီးတိုက်ခိုက်နေပါတယ် level 1မဟုတ်ဆိုင်နဲ့သူ့ကိုဘယ်လိုလုပ်ပြီးနိုင်မလဲလို့ပြောနေရခူးလို့ပါအကုန်လုံးကိုလေဆာအင်ကန်ပြစ်လိုက်လို့အေးစေးတို့ကလဲလဲကွက်ကွက်ဖြစ်နေပါတယ်အေးစေးကိုတိုက်ခိုက်ဖို့လာနေတဲ့ခူးလို့ရဲ့တိုက်ခိုက်မှုတွေကိုပါရာဒိုကခံမိထားပြီးပါရာဒိုရဲ့ကိုရီးယားဂိန်းတို့ရဲ့ကုသစေချခူးလို့ကအားနေလာပါတယ်အားအားကြောင့်အေးစေးတို့ကလည်းအဆုံးသတ်တိုက်ခွက်ကိုစီကိုတုံးနေကြပြီးစူပေါင်းကန်ချက်နဲ့ခူးလို့ကိုတိုက်ခိုက်လိုက်ပြီးအကုန်လုံးကလူပုံစံကိုညံ့ညမ်းသွားပါတယ်ခူးလို့နဲ့ဂိန်းတွေကလည်းကွင်းသွားပြီးဖြစ်ပြီးပါရာဒိုကတော့ဂိန်းတို့ရဲ့လက်ထက်ကိုရောက်နေပါတယ် ဂိန်းဒရက်ကခွဲစေးသုံးသားတဲ့ပါတူကသူနဲ့တူဂိန်းဒရက်ကိုပါအပါခေါ်သွားနေပါတယ်မင်းတို့အတွက်ငါရဲ့လောက်ရက်ကနည်းနည်းတော့အထောက်ကူတီးရလာလို့ပြောနေရပါတူကစတင်ပြောက်ွက်နေပြီဖြစ်ပြီးမင်းနဲ့ကစားရတာပြောဖို့ကောင်းခဲ့ပါလေလို့ပြောပြီးပါတာတူကအပိတိုင်ပြောက်ွက်သွားပြီဖြစ်ပါတယ်ရှုံးသားပြီလို့ထင်နေရမာဆာမန်နဲ့ကပြောလိုက်ပြီးအကြောင်းကတော့သူရဲ့အချိန်ရနိုင်တဲ့အစွမ်းကိုအန်တုနိုင်တယ်ဟိုက်ပါမန်နက်ကဂဇက်ကိုမသုံးနိုင်တော့လို့ဖြစ်ပါတယ် အလုံးနဲ့မာဆာမာနဲ့ကသူ့ကိုတိုင်းနိုင်မှသူမရှိတော့ဘူးလို့ပြောနေပြီကိုရိုနိုအဖြစ်ကိုကြောင်းလိုက်ပါတယ်တိုက်ခိုက်ဖို့နီလန်တစ်ခုတည်းသာရှိရကြအောင်အလုံးကအသွင်ကြောင်းပြီကိုရိုနိုကိုတိုက်ခိုက်နေပါတယ်ဒါပေမဲ့ကိုရိုနိုကအချိန်နဲ့ရန်လိုက်လို့မရှင်နိုင်ခင်းနေကြမရှင်နိုင်ဘူးဆိုတော့အသိနေပေမဲ့အလုံးကနောက်ဆုံးလုံးများတဲ့အင်မက်တစ်ကိုစီရှိနေရကြလဲကြလဲပြန်ပြီးတိုက်ခိုက်နေပါတယ်အလုံးနဲ့ကိုရိုနိုရဲ့တိုက်ခိုက်မှုမှာထိနာသွားကြအောင်အလုံးကလူပုံစံအောင်ပြန်ကြောင်းသွားပြီကိုရိုတော်ကတော့ရှော့သွားပါတယ် အဲမွာလည်းလက်ပလန်နဲ့ခိုးလို့လို့သွားပြီးတိုက်ခိုက်နေတာဒါပေမဲ့အသွင်ရောင်းသားနဲ့ကာမရိုက်တာတွေရောမတိုက်ခိုက်နိုင်လာကြဘူးသူပဲလွန့်ကျင်တာကိုခံလိုက်ရပါတယ်အဲ့လိုနဲ့ခိုးလို့ကအချင်းကိုရက်လိုက်ပြီးအဲမူကိုဆုံးသက်ဖို့တလန်းချင်းလျှောက်လာနေပါတယ်ခိုးလို့ကအဲမူကိုအသက်တော်မဲ့ချင်းမဇက်ပိတ်ထားဆိုတဲ့အတန်းနဲ့သူလက်တရလှုပ်လာပြီးအဲမူရဲ့အာတင်းနဲ့လက်စည်းကိုစားလိုက်ရတဲ့ခိုးလို့ကလင့်ထပ်သွားပြီးသူ့ရဲ့အချင်းရက်နိုင်တဲ့ဆွမ်းအားလည်းပျက်စီးသွားပါတယ်ကဘာအီးကိုကယ်တင်မှုနဲ့ကျန်တဲ့သူတွေကလည်းထလာကြပြီးကာမရိုက်တာအချက်ကိုကြောင်းလိုက်ကြပါတယ် ခေစင်းတို့ကခူရိုနိုကိုနေရာဘုံးဆုံးကနေတိုက်ခိုက်နေကြပြီအတက်တက်ရှင်လာတဲ့ဂန်ကလည်းဝိုက်တာကင်းနဲ့ဝင်လာပါတယ်ခူရိုနိုလည်း level 2ပဲရှိတဲ့အေဇီရဲ့တိုက်ခိုက်မှုတွေကိုရှက်ခန့်နေရပြီဘာလို့မင်းတို့ကငါ့ကိုနိုင်နေရလဲဆိုပြီးပောက်ကွဲနေပါတယ်အေဇီလည်းပါရာတို့ကအတက်နဲ့ရင်ပြီခ냐ခဏကိုတည်းကိုဘိုင်းရန်တွေဖျန်းခဲ့ရကြောင်းလို့ပြောနေပြီတိုက်ခိုက်နေပါတယ် အလုံးနဲ့အဆုံးသတ်တိုက်ခွက်ကိုတော့မြေနှစ်ယောက်ရှင်ကန်နေကြတာဒါပေမဲ့ဇာကားနဲ့မေယာအေးစစ်ခေလို့ခူးလုံးကရှုံးသွားပါတယ်အဲမိုကလည်းမာဆာမန်နဲ့ကိုတိတိထက်ပြီးခံဝင်လာဦးလို့ပြောနေပေမဲ့ဟိုကရှုံးသွားပြီဖြစ်တဲ့အတွက်မာဆာမန်နေကတော့ဂဇက်နဲ့သူ့ကိုယ်သူထိုးပြီးအဆုံးစင်ရင်သွားပါတယ်ရှင်ကြတဲ့ခွေးစဲမိုးကပြေးသွားပြီခေလို့ခိုတာတွေကအဲမိုကိုကောင်းကောင်းလောက်ခဲ့ရပဲဆိုပြီးချီးကျူးနေပါတယ်ဂိမ်းဆွေးနေရဲ့လွန်ခဲ့တဲ့16နှစ်ကကောင်းလေးကအခုတော့ရင်းကျက်လာပြီပဲလို့ပြောနေရဲ့ခိုတာတွေကအကုန်လုံးကပေါ်ပီးနဲ့ပါတာတွေပဲပေးစမ်းမှုတွေအကြောင်းပါလို့ပြောပါတယ် အဲမှုကိုစီယာဌာနမှာပဲပြန်နေခိုင်းနေရဲ့ခုတော်လို့သူတကူတော့တော့လှုပ်ရှင်းတဲ့အကြောင်းကိုပြောပါတယ်။ဝင်ကြီးဌာနကလည်းဂရုကောက်ကောက်ရဲဖို့ Gun Corporation နဲ့ပေါင်းပြီးစေးထုတ်ခိုင်းတာကထောက်ပံ့မှုပါထုတ်ဝေထားတယ်လို့ပြောပါတယ်။စေးထုတ်မဲ့စီစဉ်ရောတော့ခီးရီယာလက်ထက်အလိုက်ပြီလို့ပြောပြီးအများကြီးကူညီပေးခဲ့တဲ့တိုက်ကောက်ကိုလည်းအရင်တော့ဆရာဝန်ပြန်လှုပ်ခွင့်ပေးလိုက်ပါတယ်။တရုတ်တဲ့၆ကန်းကြီးရဲ့စေကန်းလေးကနီကိုရဲ့စုံညံမှုတွေကိုလိုအပ်နေပြီ။တဖက်မှာလည်းနီကိုကသူရထားတဲ့ပတ်စံလေးကို Gun Corporation မှာ store ရှိရတဲ့အများကြီးဝယ်ပြလိုက်ပါတယ်။ အဲမုန်နခိုးတော်တွေကလည်းတနင်္ဂနွေရှင်းလင်းပွဲလုပ်နေပြီ။ခါမွိုင်းနာခိုးနေကဂိမ်းချောက်တည်သွားတဲ့သူတွေကတကယ်တည်သွားလားဆိုပြီးဒရင်နောက်တယောက်ကမင်းနေပါတယ်။ဒီမေကုန်းကိုစောင့်နေတဲ့အဲမုန်ကလည်းသူတို့ကတကယ်မသေးသေးကြောင်းနဲ့အနာဂတ်မှာစီးတင်းညာပေါ်ပြီးတိုးတက်လာရင်ပါစတာလီနဲ့ပြန်ပြန်တက်ရှင်လို့ရာသေးကြောင်းကိုပြောပါတယ်။ အဲမူကရှေ့ကြတဲ့ခွဲဆဲမှုကပါဝင်ခဲ့တဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်နေပြီ။စုခါရုကလည်းဂန်ကော်ပိုရေးရှင်းရဲ့ဩခရဖြစ်နေပါတယ်။ဒူနာရီကိုဆဲဆဲနေတဲ့တိုက်ကားစီကိုဘွယ်လက်မနဲ့နီခိုကပြန်အောင်လာပြီ။အင်ဂျန်ဖို့တယောနေတဲ့တိုက်ကားကိုနီခိုကအရင်လိုအောင်ဟစ်နေပါတယ်။စီယာထာနာကိုသွားနေတဲ့အဲမူကလည်းပေါ်ပေးတန်ကိုကြားရလို့အပေါ်ကိုတည်လာတိုက်ရှိနေပြီးထုံးဆိုင်နိုင်ချော်လဲနေပါတယ်။အဲမူကိုတွေ့တော့ပေါ်ပေးကလည်းဂိန်းနေရနေထွက်လာပြီ။ဘလူလော်ဖစ်ပြန်ရှင်လာလည်းမင်းနေတဲ့အဲမူကိုသူခဏကောင်မှကူးဆက်အောင်လုပ်ပြီးကြံမိဖန်နေခဲ့ရလို့ခူရိုတိုကပြောပါတယ်။ ပါရာတိုမရှိပဲမင်းကဘယ်လိုလုပ်ပြီးအတွင်ရောက်နိုင်သေးရလဲဒီသားလို့ခူရိုတိုကပြောနေပြီပါရာတိုကအရင်လိုအဲမွေးရဲ့ခန္ဓာကိုယ်ကညံမိကူးဆက်နိုင်ခဲ့တာကြောင့်သူခန္ဓာကိုယ်ရဲ့ကနေပြန်မိပြန်ထွက်လာပါရင်အလုံးနဲ့အဖွေသားတွေကပြတ်ဆုံးသွားပြီဆောင်ဝင်တယောက်ရဲ့ဇလန်းကလည်းဒီမှာနေတခန်းရသွားပြီဖြစ်ပါရင်အပိုင်းတိတ်ကနေအဆုံးထိကျေးဇူးတဝူးချင်းကိုကျေးဇူးတင်ပါတယ်နောက်စီးတစ်ခုနဲ့အတူပြန်လာခဲ့ပါမယ်